အားလုံးမင်္ဂလာပါကျွန်တော်မောင်တန်းနေမှာအခုဆိုရင်ကျွန်တော်ဒီဖန်ရောက်နေတယ်ဗောနော်ဖန်ကကျွန်တော်တို့ဒီတောင်ကြားလမ်းကိုရောက်နေတယ်ကျွန်တော်တို့ဒါအခုနောက်မှာဆိုရင်ကျွန်တော်တို့ Jet T2 D2 ကိုမောင်းလာမောင်းရတဲ့ driving experience မိုက်တယ်အဲ့ဒါလေးအကြောင်းကိုပြောပြချင်တာကျွန်တော်တို့ဒီရန်ကုန်ကနေပြီးတော့မှ C ပြည့်ထည့်လာတယ်ဗောနော် C ပြည့်ထည့်လာကျွန်တော်တို့အဲ range က6 km ပြတာကျွန်တော်ဖန်ဒီ ठी ရောက်တဲ့ ठी ကိုလုံးဝစီမထည့်ရသေးဘူး350 km ပြတာသေးတယ် ပြောမယ်ဆိုမောင်းတာလဲကျွန်တော်တို့ကီလို80 100ပတ်ချလဲပေါ့တရားပတ်ချလဲလောက်မောင်းတယ်အဲ့တော့သူ့ရဲ့ရုပ်ထုတ်ကကျွန်တော်အရင်ဆုံးကြည့်အောင်ကျွန်တော်အရှိမကားဟိုဟာတွေပြထားတဲ့လူတွေတော်တော်များများရှိတယ်ကျွန်တော်ဒီဘက်မှာဒီဘာခေါ်မလဲ LED highlight တွေပေးထားတယ် daylight တွေပေးထားတယ်သူ့ရဲ့ဒီမှာကြတော့တစ်စိတ်ကလည်းကျွန်တော်တို့ LED နဲ့ပဲကျွန်တော်ညဆိုရင်ဒီမှာမီးတန်းလေးကမြင်ရတယ်ဒါပေမဲ့ตัวဒီမှာကျွန်တော်ဆိုးနားတွေပေးထားတယ်ဆိုးနားလေးခုပေးထားတယ်ပေါ့နော်ဒီကောင်ဆွဲတဲ့ချိန်လေးတွေကဒါကတော့အင်ပါဟိုကျွန်တော်တို့အတုပေါ့ဒီတိုင်း ဟိုပုံမှန်ကျွန်တော် defender တွေမှာပါတဲ့ဟာလိုမျိုးဂျိတ်နဲ့ဆွဲတဲ့ဟာမဟုတ်ဘူးဂျိတ်ဆွဲခြင်းဒီအဖုံးလေးဖွင့်ရတယ်အဲ့ဒါလေးတခုတော့ရှိရဲအာကျွန်တော်တို့ဒီဘက်မှာ for light တွေပါရေးလဲပေးထားတယ်အဲ့တော့အဲကျွန်တော်တို့ဒီမှာတာတာ site တွေဆိုလဲကျွန်တော်တို့20လက်မှတ်ကြီးပြီးတော့ဒီကောင်ကအယောင်၄ယောင်လားမသိဘူးလားတယ်၄ယောင်ကျွန်တော်တို့ဒီအသားဟိုပါပေါ့နော်အာအဲဘယ်လိုပြောမလဲအသားယောင်ရယ်ကျွန်တော်တို့ပြီးရင်ငွေယောင်ရယ်ခဲမဲရယ်ဟုတ်ငွေယောင်ခဲမဲရယ်ကျွန်တော်ငွေယောင်ရယ်ပြီးတော့ ီအမဲရဲ့အဖြူရဲ့ပေါ့လေးအောင်လာတယ်အဲအဲ့တဲ့မှာမှကျွန်တော်တို့ဒီသူကအစိမ်းအောင်လေးရင်းနဲ့ကျွန်တော်တို့ဒီဟာကိုဆက်ဆက်ထားတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာရှိ B ကင်မရာပတ်လေ360ကင်မရာလေးလဲပါတယ်ပြီးရင် blind spot ကြီးလဲပါတယ်ထူးခြားတာဘာလဲဆိုမောင်းနေတဲ့ပုံစံကို6မျိုးထိမောင်းလို့ရတယ်ကျွန်တော်တို့ဒီအဲ eco ရဲ့ normal ရဲ့ spot ရဲ့အပြင်ကျွန်တော် mac ရဲ့ကျွန်တော် shot နေမှာရဲ့ပြီးတော့ rock ဆိုတာကျွန်တော်ကြောက်တုံးနေရဲ့ပေါ့ပြီးတော့ ဲဆန်ပဲနေထဲမှာမောင်းတာ6မျိုးဒီမောင်းလို့ရ6မျိုးဒီပြောင်းလို့ရပြီးတော့တခုတူကြတာကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော် hotspot က200ကျော်ထွက်တယ်ထဲမှာမှာဒီကောင်ကအဲကျွန်တော်4 wheel ထဲမှာထူးထူးခြားခြားကားတစ်စီးလို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော် Volvo V7 တို့ဘာလို့က200လောက်ထွက်တယ်ဒါပေမဲ့သူရဲ့4 wheel system အဲ့လောက်ထိတုံးလို့မကောင်းဒီကောင်ကကျွန်တော် 4wheel ကိုမှကောင်းကောင်းတုံးလို့ရတဲ့အနေထားဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ link ချိန်ထားတဲ့ဟာတွေကအဲနောက်မှာဘယ်လိုပြောမလဲအဲ ပြောမယ်ဆိုကျန်းကျန်းအကျန်းသုံးလို့ရတဲ့ပုံစံလိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့အထဲဝင်ကြည့်အောင်အာကျွန်တော် blind spot တွေပါတယ်ကတော့မပါမဖြစ်ပဲပြီးရင်အတွင်းထဲမှာလည်းသွားလဲတာတွေကိုကျွန်တော် elegant truck ပေါ့ကျွန်တော်လဲတာပြောင်းပြန်သားပုံစံလိုမျိုးထည့်ထားပေးတယ် soft set တွေနဲ့ပဲပြီးရင် speaker infotainment ကကျတော့ကျွန်တော် sony speaker တွေတုံးထားပေးတယ်ပြီးတော့အတွင်းထဲမှာလည်းကျွန်တော်တို့ဒီအဲရှစ်ဟိုပါပေါ့ဆယ်လက်မ ဟို digital digital cockpit ပေးထားတယ်အဒိုင်ကွက်ပေါ့နော်ကျွန်တော်တို့ပြီးရင်ဒီမှာအကြီးပဲကျွန်တော်တို့ဒီ16လမလောက်ရှိမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ gear ကအာဆက်လို့ပြီဒီမှာကျွန်တော်တို့ gear ကပြီးရင်ခုနှစ်ချက်နဲ့ DCD နဲ့လာတယ်ပေါ့နော်ပြီးဒီမှာ drive mode ကကျွန်တော်6မျိုးပြောင်းလို့ရတယ်သူကဟိုကျွန်တော်ဒီမှာ test တင်တဲ့အပြင် physical button တွေပါပေးထားတယ်ပြီးတော့သူက panoramic စံရုအကုန်ဖွင့်လို့ရတယ်ဒီမှာကျွန်တော်တို့ကားအကုန်လုံးကိုကျွန်တော်တို့ပြီးရင်ထိုင်ကုန်အပူအေးအကုန်လုပ်လို့ရတယ်ပြီးရင်ကျွန်တော် Android Auto တို့ CarPlay တို့အကုန်လုံးသုံးလို့ရတယ်ပေါ့ကျွန်တော်ထူးကြတာဒီကောင်းနေလဲအကုန်လုံးကျွန်တော်တို့ဒီကားပုံစံကိုလုံးဝအကုန်လဲကြည့်လို့ရတာရောအာပြောမယ်ဆိုရင်ဒီမှာ drive your future ဆိုပြီးမှပါတယ်အဲကျွန်တော် dashboard ထဲမှာလည်း PC ထည့်တဲ့နေရာလေးလေးကျေတယ်ပြီးတော့ဒီမှာကျွန်တော်ချိတ်ဖို့နေရာလေးလေးပေးထားတယ် USB ပေါက်တွေလည်းကျွန်တော်တို့ Type C ပေါက်တွေလည်းပေးထားတယ် USB ပေါက်တွေလည်းပေးထားတယ်အဲဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါ Type C ပေါက်ကော USB ပေါက်ကော၄ပေါက်လောက်ပေးထားတယ်တော်တော်လေးကိုစုံတယ်အတွင်ထဲမှာကျွန်တော်တို့ speaker ဆိုရင်လည်းအဲဒီမှာရှေ့မှာနှလုံး၄လုံးအဲနောက်မှာလည်း၄လုံးပေါ့၈လုံးထိပေးထားတယ်ကျွန်တော်နောက်မှာတော့နည်းနည်း PC လေးတင်ထားလေးရှိတော့သူက ကျွန်တော်ဒီအပေါ်ဟာဟာတွေကကျွန်တော် accessory ရှင်လို့ရတာတိတ်တည်တော့အတိတ်မျိုးတိတ်တည်တော့လုံးဝမခွာသေးဘူးအဲ့တော့နောက်မှဆိုရင်လည်းကျွန်တော်တို့အကြေကြေဝန်းထိုင်လို့ရတယ်အဲပြီးရင်ကျွန်တော်လက်တင်နေနဲ့ cup holder နဲ့ပါတယ်အနောက်မှာကျွန်တော်တို့ဒါပစ္စည်းလေးတင်ထားလို့ပါအဲဒီမှာပစ္စည်းလေးတင်ထားပါဘောနော်ကျွန်တော်တို့ဒီမှာဆိုရင်လဲဟို ဘယ်လိုပြောမလဲကျွန်တော်အောက်မှာထိုင်ပြီးတော့မှဗျာဒီမှာထိုင်ပြီးတော့မှကပ်ဖိုတာလေးဒီမှာကော်ဖီကွက်လေးထားထားတာတို့ပြီးရင်ဒီမှာပစ္စည်းချိတ်တဲ့နေရာလေးတွေတို့အသေးစိတ်အမှုစိတ်လေးထည့်ထားတာလေးကျွေးရဒီကောင်လေးတွေပေါ့အဲဟိုလိုအပ်လိုအပ်တာမှန်တယ်မြလေးပေါ့ဗျာပြောမယ်ဆိုဒီမှာတော့ hazard light ကတော့ဒီထဲမှာထည့်ထားပေးတယ်အဲပြီးရင် ကျွန်တော်တို့ဒီ spare wheel ပေါ့နော် spare wheel ကကျတော့ဒီဟာကိုဖြုတ်ပြီးတော့မှကျွန်တော်တို့ဒီနက်လဲမှာပဲ spare wheel ကဟိုပါဖြစ်တာဒါ HWD ဆိုပြီးတော့မှအနောက်မှာလုံးဝတော့ defender ဖင်ယုံနေဆိုတော့ဒီ LED ထေးလိုက်လေးတွေကလည်းတော်တော်လေးလာတယ်အဲ့တော့ကျွန်တော်အောက်ပိုင်းကိုကြည့်ရင်လည်းဒီမှာအောက်ပိုင်းကိုကြည့်ရင်လည်းဟိုရိုးရိုးရှင်းရှင်းပဲပေါ့နော်ကျွန်တော် martin link နေ martin link နေတုံတာပေးတယ်အဲ martin link နေတုံတာပေးတဲ့အတွက်ဟဲ့ မာတီလင်းနေတုံးသားပေးတဲ့အတွက်ကျွန်တော်တို့ဒီမာတီလင်းနေတုံးသားပေးတဲ့အတွက်ကျွန်တော်တို့ကွေးတဲ့အခါကျရင်လည်းသူကရင်းရန်ရင်းရန်သွားတာဖင်နေပါတယ်ရမ်းသွားတာတော့ဘာလို့မရှိဘူးအမောင်းကတော်တော်လေးမိုက်တယ်ဟော့စပါ200ကျော်ထွက်တယ်အဲကျွန်တော်လမ်းတစ်ချောင်းမောင်းလာတာပေါ့နော်ကျွန်တော်ပစ်ကပ်လည်းကောင်းတယ် ဟိုကားကြီးတစည်းလို့မခံစားရအောင်ကျွန်တော်ဒီတီတူးကိုရောက်ခါသာတော့မှဆိုရင်ဟိုကျွန်တော်အပြင်မှာမြင်တဲ့အမြင်ကကျတော့ကားသေးတယ်လို့ထင်ရတယ်။ဣကျူသူရီလောက်ပဲရှိရထင်ရတယ်။ဒါပေမဲ့ဣကျူသူရီကအများကြီးကြီးတယ်။ကျွန်တော်ဒါပရာဒို site လောက်ရှိတယ်ပေါ့နော်။ပရာဒို site လောက်ရှိတယ်။တော်တော်လေးကိုကြီးပါတယ်။ဟိုပြီးရင်သူ့ရဲ့ accessory ကကျွန်တော်တူပြီမှလည်းတော်တော်လေးကိုဟိုလူဘယ်လိုပြောမလဲလူကြိုက်များတယ်ဟိုဘယ်လိုပြောမလဲအများကြီးထုတ်ထားတယ်ပေါ့နော်တော်တော်များများထုတ်ထားတာလေးတွေ့ရတယ်လိုက်ပြီးတော့မှဆင်ဆင်ဆင်လို့ရတာပေါ့ဗျာပြောမယ်ဆိုရင်တော့အဲ့လိုမျိုးပေါ့အဲ့တော့ အဲဒီကားလေးကိုအဲကျွန်တော်တို့ဒါပြောမယ်ဆိုဖန်တီလည်းမောင်းလာတယ်အဲလာဖို့ပြတာပေါ့အဲ့တော့ဒီကားနဲ့ပတ်သက်တာတည်ချင်တာရှိရင်လည်းကျွန်တော်တို့ပြောပြပါသူကလောလောဆယ်မှာတော့ကျွန်တော်မောင်းတဲ့ဟာမှာတော့တလီတာကို10ကီလိုမီတာမောင်းလို့ရတယ်အဲကျွန်တော်တို့ပြီးရင်သူက2.0နဲ့လာတယ်ကျွန်တော်တိရုပ်မှာတော့1.5ရယ်2.0ရယ်နှမျိုးထုတ်တယ်ပေါ့နော်သူက HP နဲ့လည်းလာတာရှိတယ် ့ HP နဲ့လားရှိရလားမသိဘူးကျွန်တော် 6P လည်းရှိရပေါ့နော်အဲဒီကောင်ကတော့ 7P နဲ့အဲ2.0နဲ့လာတယ် Horsepower 220လားမသိထွက်တယ်တော်တော်လေးမောင်းကောင်းတယ်ကျွန်တော်မထင်တာဘူးပေါ့နော်ဒီလောက်ထိ highway ကိုမောင်းကြည့်ရဟိုမှာပဲမောင်းကြည့်ရ pickup ကဒီလောက်ပဲဟိုကြွေတာလောက်ပဲရှိရဆိုတော့အဲ့လောက် မောင်းလို့ကောင်းမယ်မထင်တာဘူးဒါပေမဲ့တကယ်ဒီလမ်းမှာဒီဘက်လမ်းနေမှာမောင်းကြည့်ရတော်တော်လေးကိုမောင်းလို့ကောင်းနေနေတာအဲ့ကျေးဇူးအရေးဒီမှာလေးသိကြနာရှင် comment လေးမှတ်ပေးပါ